အလုံးမမင်္ဂလာပါခင်ဗျာ9 ticket soccer ဆန်တဲ့ကနေပြန်လဲကြိုးစို့လိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ဖွဲ့ကောင်းအချို့ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးမွဲတွေကိုနေရာကြကြကစားကြတဲ့ညီကိုတွေကိုကြည့်ကျော်ခွန်ချစ်ကိုနဲ့တော့ရောက်ဆက်သွယ်နိုင်ပါတယ်အပေါင်းကုန်းကကိုခွန်ခွန်သုံးကနိနေ၆တက်ကိုဆက်သွယ်ပြီးတော့တည်ကျင်တဲ့မေကွန်းလေးတွေမေကိုနဲ့ကိုက်ညင်မှုရှိတဲ့ဆိုကစားပေါ့ဗျာဒီညမှာသတူးကနေရောင်းပွဲထွက်မှာဖြစ်ပါတယ်မနေ့ကသတူးရဲ့ရောင်းပွဲ RB Leipzig ပေါ်နေပါဗျာ မန်ချက်စတာယူနိုက်တက်နဲ့အေဗာတန်ကစားကြမယ့်ပွဲကမြန်မာစံတော်ချိန်မနေ့နှစ်နာရီခွဲမှာဖြစ်ပါတယ်။မနေ့ကဒီနှစ်သင်းတွဲတုန်းကပွဲစဉ်73မှာတွေ့တာဗျ။မန်ယူက40နဲ့နိုင်ခဲ့ပြီးတော့အဲတုန်းက body J 1D ပေးတဲ့ကိုပေါင်းကြီးက3ပေါင်း80ပေးခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်ဒီဒီပွဲကိုမနေ့ကလို၄ကိုပြတ်နိုင်ရင်အဆင့်၄နေရာကိုသူရမယ်။နိုင်ုံမဲ့နိုင်တာဆိုရင်တော့အဆင့်၅နေရာရောက်မယ်။တရားတော်ကဒီပွဲနိုင်လိုက်ရင်တော့လက်ရှိရောက်နေတဲ့နေရာကနေအပေါ်ကို90လောက်သူခုန်တက်သွားမယ်။ ။မန်ယူသည်ဒီယာသည်မှာရက်လက်တီမတည်ငြိမ်ဘူးဆိုရင်တော့အင်ကွင်းရက်လက်တော့ကောင်းတယ်ဗျ။အင်ကွင်း၅ဘွဲမှာနောက်ဆုံး၄ဘွဲဆက်သူနိုင်ထားတယ်။ကတ်နိုင်တယ်၊ကိုပြတ်နိုင်တယ်။ပုံမှန်မျိုးစုံနဲ့ကိုသူရအောင်နိုင်ထားတယ်။အင်ကွင်းမှာပထမပိုင်းဂိုသွင်းအားတော်တော်လေးကောင်းတယ်ပြီးတော့ပထမပိုင်းပေးကိုလည်းနည်းတယ်။အာဆနယ်ကိုတကူပဲပေးခဲ့ပြီးတော့ဂျန်နက်၄ဘွဲမှာပထမပိုင်းကလင်းချီရအောင်သူကစားထားတယ်။ဒုတိယပိုင်းတော့ပေးကိုရှိတယ်ဗျ။ပေးကိုလည်းများတယ်။စုပေါင်း၆ကိုမှာဒုတိယပိုင်းတစ်ပိုင်းတည်းကိုအင်ကွင်းမှာ၅ခုအထိသူပေးထားတယ် ကျေးအောင်တဲ့အပိုင်းမှာကြတော့စုပေါင်း၁၁ပွဲမှာ၄ပွဲပဲသူကျေးအောင်တာပြီးတော့အဲ့ဒီကျေးအောင်တဲ့၄ပွဲမှာအဝေးကွင်းတစ်ပွဲအိမ်ကွင်းကျေးအောင်တဲ့ပွဲက၃ပွဲအထိပါတယ်။အိမ်ကွင်း၃ပွဲဆက်ကျေးအောင်ပြီးတော့အဲ့ဒီ၃ပွဲမှာအပေါင်း300ထွက်ထားပါတယ်။ Chelsea နဲ့အပေါင်း100ဆန်နလန်နဲ့အပေါင်း100ဘရိုက်တန်နဲ့အပေါင်း100ဒီပွဲမှာ Manchester United ရဲ့အဓိကတိုက်စစ်ကစားသမား Sesko လွဲမယ်ပြီးတော့ Harry Maguire လည်းလွဲမယ်။ Manchester United ရဲ့ပြိုင်ဘက် Everton အကြောင်းကိုမပြောခင်သူတို့ရဲ့နီးပြအကြောင်းကိုအရင်ပြောရပါမယ်။ ဒေးဗစ်မွိုက်စ်ဒီမန်ယူဘန်ဒီပြဘဝနဲ့မအောင်မြင်ခဲ့တယ်လို့အိုထရာဖို့ကိုပြန်လာပြီးတော့ဧည့်သည်ဖြစ်ကစားရတဲ့ဘဝမှာလည်းမအောင်မြင်သေးဘူးညာမန်ယူကွင်းကိုတခြားအသင်းတွေနဲ့လာကစားထားတဲ့18ပွဲမှာသူ73ပွဲရှုံးပြီးတော့၄ပွဲတည်ရကြဒီပွဲကအိုထရာဖို့ကိုသူ ပြန်လာရတဲ့17ပွဲမြောက်ပေါ့ဗျာလက်ရှိအေဗာတန်ကရက်လက်တွေဆိုးနေတာတော့မဟုတ်ဘူးဗျာရှစ်ဆွမ်းမငြိမ်တာလို့ပြောရင်ပိုပြီးမှန်းနိုင်တယ်ရှုံးတယ်တည်ကြတယ်ဒီလိုပဲပတ်ချလဲပြီးသွားနေတာ အဝေးဝင်းတော့ညံ့နေတဲ့ပါတယ်ငါးဘွဲမှာသုံးဘွဲရှုံးတယ်တဘွဲသေးကြပြီးတော့တဘွဲနိုင်အဝေးကင်းမှာရက်လက်မကောင်းတဲ့နောက်တစ်ချက်ကသူဝေးကင်းကစားရတဲ့အသင်းတွေကလည်းဟိုဝေးကင်းမှာပုံစံကောင်းရနေတဲ့အသင်းတွေဖြစ်တယ်လီယူနိုက်တက်လီဗာပူးမန်စီးတီးဆန်ဒါလန်ဒီလိုအိမ်ကွင်းရက်လက်ကောင်းတဲ့အသင်းတွေနဲ့ကစားနေရလို့လေသူရက်လက်တွေစိုးနေရလည်းပါကြည့်အောင်တဲ့အပိုင်းကိုကြည့်တော့၁၇ဘွဲမှာ၆ဘွဲသူကြည့်အောင်တယ်အဝေးဘွဲမှာ၂ဘွဲကြည့်အောင်ပြီးတော့၃ဘွဲအထိသူကြည့်ကြတာဒီနှစ်သင်းကြားမှာဈေးကွက်ကွာဟမှုကိုကြည့်တဲ့အခါ မန်ချက်စတာယူနိုက်တက်ဒီပြောင်း200နဲ့ပြောင်း150ကြားกว่าပါတယ်ဗျဆိုလိုတာကမန်ယူကွင်းမှာလာကစားလို့မန်ချက်စတာယူနိုက်တက်တို့ကိုချစ်ပြက်ကိုပြက်အနံ့ရသွားမဲ့ပုံစံမျိုးဆိုရင်1ဒီဝင်ရောကနေ1ပေါင်း10 20လောက်သူပေးရမယ်အဲ့လိုမှမဟုတ်ရင်1ပေါင်း50ဝင်ရောကနေ1ပေါင်း40 1ပေါင်း30ကိုသူဆင်းပေးရမယ်အဲ့လိုမဟုတ်ဖဲနဲ့အနံ့ရဖို့မတည်ကြဘူးကတ်နိုင်သွားနိုင်တယ်တည်ကြသွားနိုင်တယ်ဆိုရင်1ပေါင်း90ဝင်ရိုးရဲ့အပေါ်1ပေါင်း60 1ပေါင်း80စသည်အဖြစ် သူပေးတဲ့နဲ့ဘာကဟိုဇေဝတ် theory တော့မဟုတ်ဘူးကျွန်တော်ရဲ့စံနှုန်းနဲ့ဟိုကျွန်တော်တွက်ဆက်ထားတာပဲဖြစ်ပါတယ်မှန်လဲမှန်နိုင်တယ်လို့မှားရင်လည်းမှားသွားနိုင်ပါတယ်ဒီပတ်စတဲ့ချိန်မှာ Manchester United က body ချေ1ပေါင်း30ပေးတယ်9ပေါင်းချေက3ပေါင်း50ပေးတယ်အခုနေ့လည်2နာရီလောက်မှကြာတော့ Manchester United ရဲ့ body ချေဟာ1ပေါင်း50ရဲ့ပုံကိုရောက်လာတယ်1ပေါင်း65 1ပေါင်း60အဲ့လောက်ပတ်ဝန်းကျင်ကိုဖြစ်လာတယ်9ပေါင်းကျေးကတော့ပြောင်းလဲလာခြင်းမရှိဘူး3ပေါင်း50ပါပဲရက်နေ ဆိုတော့အခုနေ့လည်းနန္ဒာရီမှာလုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်နေ့လည်းနန္ဒာရီမှာဖြစ်နေတဲ့ဂျေအတိုင်းပဲဒီပွဲကိုကျွန်တော်ရွေးချယ်ပါမယ်ဗျာဒီဂျေအတိုင်းပွဲကစားဖို့အထိတည်တတ်နေမယ်ဆိုရင်တော့ဧည့်သည်အဘာတန်တင်ဘော်ဒီကိုပဲရွေးချယ်ပါတယ်ဗျာအဲ့လိုမှမဟုတ်ဘဲနဲ့ပွဲကစားဖို့နီးကပ်လာတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ရဲ့ဘော်ဒီဂျေတီ1ပေါင်း30 1ပေါင်း35အဲ့ဒီလောက်ပြန်ဆင်းသွားတယ်ဆိုရင်တော့ဒီပွဲတီမန်ချက်စတာယူနိုက်တက်ဘော်ဒီကိုကစားသင့်ပါတယ်ဒီနေ့မှာလူတကာကြိုက်တဲ့အသင်းမန်ချက်စတာယူနိုက်တက်ဖြစ်နေတဲ့အတွက် ကြေးပြောင်းကိုတတိထားပြီးကစားကြဖို့အကြံပြုပါတယ်ဗျာ။အစပန်ညောနဲ့ဆီဗီယာတို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်2နာရီခွဲမှာဖြစ်ပါတယ်။မနေ့ကဒီနေ့သင်းတွေးတော့ဆီဗီယာက02နဲ့နိုင်ပြီးတော့သူကပဲအဝေးခွင်းကနေဘော်ဒီချေးတရနှုတ်20ပေးတယ်၊ကိုပေါင်းချေးက2နှုတ်50ပေးခဲ့ပါတယ်။ဒီရသည်မှာအစပန်ညောအသင်းဒီအိမ်ကွင်းကောင်းတဲ့အထက်ပါတယ်ဗျာ။အီဒီကိုမက်ထရစ်ကိုနိုင်တယ်၊အူဆာဆူနာကိုနိုင်တယ်၊မာယော့ကာကိုနိုင်တယ်၊အက်ချီအသင်းကိုနိုင်တယ်။ဗီလာရီယားနဲ့ဘက်တစ်နှစ်သင်းကိုပဲသူရှုံးခဲ့တာ။ အိမ်ခွင်မှာသူတို့ရဲ့အဓိကအားသာချက်ကကိုသွင်းအားရှိတာပဲဗျကိုလည်းပေးတယ်ဒုတိယပိုင်းကိုသွင်းအားတော်တော်လေးကောင်းပါတယ်လက်ရှိဈေးကွက်မှာကြေးအောင်မြင်ထားတဲ့အပိုင်းကိုကြည့်တော့အိမ်ခွင်မှာကစားထားတဲ့နောက်ဆုံး၄ပွဲမှာတပွဲပဲသူကြေးအောင်ထားပေမဲ့အိမ်ခွင်မှာကစားထားတဲ့စုစုပေါင်း9ပွဲမှာဆိုရင်တော့၄ပွဲအထိသူကြေးအောင်ထားတယ်စပြည့်ကကြတော့နောက်ပိုင်းပွဲတွေမှာရှေ့ဆွမ်းကြလာတယ်ဗျကိုသွင်းအားလည်းသူကြလာတယ်အဝေးကကစားထားတဲ့နောက်ဆုံး2ပွဲဆက်သူချုံးပြီးတော့အဲ့ဒီ2ပွဲမှာဆိုဘေးကူက9ကိုတောင်ချီ အဝေးဝင်းကြောက်နဲ့နှုံတော့စိပြအတင်းဒီမစိုးဘူးဗျသုံးပွဲအောင်တယ်သုံးပွဲကြတယ်ဒီနေ့တင်းကြမှာဈေးကွက်ကွာဟမှုကိုကြည့်တဲ့အခါအိမ်ကွင်းအဝေးကွင်းပြောင်း90กว่าပါတယ်ဗျသူကွင်းသွားကားရင်ပြောင်း90ပေးမယ်ကိုကွင်းမှာလာကားရင်လည်းပြောင်း90ပြန်ပေးရမှာဆိုတဲ့သဘောပဲဒီပွဲတွေပေးထားတဲ့စတဲ့ကြီးမှာအစပန်ညောကနေတေရနှုတ်လျှောက်ဆယ်ဘော်ဒီကြီးနဲ့ဂိုးပေါင်းကြီးကနှစ်အနှုတ်90ဖြစ်ပါတယ်အခုနေ့လည်းမြန်မာစံတော်ကြီးနှစ်နာရီလောက်မှကြာတော့ဘော်ဒီကြီးတီတေရနှုတ်80လောက်ဖြစ်လာတယ်ဂိုးပေါင်းကြီးကနှစ်အနှုတ်90ဖြစ်လာတယ် စတဲ့ကြီးမှာတရနှုတ်90ဝင်ရိုးကိုတဲပေးခဲ့ပြီးတော့အခုနေ့လည်းနှစ်နာရီမှာတရနှုတ်တရာဝင်ရိုးအထိတက်လာတာကိုကြည်ကျင်းအဖြစ်ဒီအသင်းအနိုင်သေးကြသေးတဲ့ခြေတန်းကိုရောက်လာတယ်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ဒီစပိန်အသင်းတွေနဲ့ပတ်သက်ရင်တခုသတိထားတဲ့နာကမပေးတဲ့မပေးထိုက်တဲ့ခြေပြင်းကြီးတွေပေးလာရင်တော့အောင်ဖို့ခက်ပါတယ်။ဆလိုနာကဒီအစပညောဒီစီဗီယာအသင်းကိုတရနှုတ်တရာဝင်ရိုးကနေ1.90တို့1.80တို့ပေးလာရင်တော့အောင်ဖို့ခက်မယ်လို့ယူဆတယ်။ အခုမြန်မာစာတော်ချိန်နေ့လည်2နာရီမှပေးထားတဲ့တရေအနှုတ်80ဆိုတဲ့ body ကျင်းမှာတော့အင်ရှင်အစပန်ညောအသိဉာဏ် body တစ်ယောက်တည်းကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာ။ပွဲကစားဖို့နီးကပ်လာတဲ့အချိန်မှာတော့ပြောင်းလဲလာတဲ့ဂျေးကိုသတိထားဖို့အကြံပြုပါတယ်ဗျာ။နောက်ထပ်တစ်ပွဲကတော်ရီနိုနဲ့ကိုမွန်ကစားမယ့်ပွဲမြန်မာစာတော်ချိန်မနေ့7နာရီတိမှဖြစ်ပါတယ်။မနေ့ကဒီနေ့တင်းတွေ့တော့တော်ရီနိုတင်းက1-0နဲ့နိုင်ပြီးတော့အဲတုန်းက body ကျင်းတော်ရီနိုကပေးတာဗျာ။တရေနှုတ်20နဲ့ကိုပေါင်းကျင်းက2အနှုတ်30ပေးခဲ့တယ်။ ်လက်ရှိတော်ရီနိုအသင်းဒီကာရန်ဖောင်တော်တော်လေးကောင်းနေတဲ့အသင်းပြအမှတ်တကြီးစုနေတဲ့အသင်းနောက်ဆုံးကစားထားတဲ့ရှောက်ပွဲဆက်အင်ကွင်းအဝေးကွင်းရှုံးပွဲမရှိဘူးသူ့အင်ကွင်းမှာအက်လန်တာတည်နေကိုပဲသူရှုံးခဲ့ပြီးတော့ဂျန်နဲ့လေးပွဲမှာရှင်နေကောင်းတယ်ဗျအင်ကွင်းနောက်ဆုံး၃ပွဲဆက်ဂိုးရီသူရထားတယ်အင်ကွင်းမှာဒုတိယပိုင်းပေကိုလုံးဝမရှိဘူးဇင်းကွက်အောင်မြင်မှုကိုကြည့်တော့အင်ကွင်းအဝေးကွင်းနောက်ဆုံးကစားထားတဲ့ရှောက်ပွဲမှာတပွဲပဲသူကြေကြပြီးတော့၅ပွဲအောင်ထားတယ် စီရီမှာကစားထားတဲ့စုပေါင်း၁၁ပွဲမှာ9ပွဲကြေးအောင်နဲ့အဲ့ဒီ9ပွဲမှာအိမ်ကွင်းအောင်ထားတဲ့ပွဲ3ပွဲပါတယ်။ကိုမိုကြတော့ဒီရသည်မှာတရေရလက်တွေပတ်ပြီးတော့ကစားနေတဲ့အသင်းပြ။စီရီအိမ်မှာအက်လန်တာပြီးရင်တရေပွဲအများဆုံးကစားထားတဲ့အသင်း။အိမ်ကွင်းအဝေးကွင်းနောက်ဆုံး6ပွဲဆက်လုံးဝချုံးပွဲမရှိဘူးဆိုပေမဲ့အဲ့ဒီ6ပွဲမှာတရေပွဲက6ပွဲအထိပါတယ်။သူတည်ကစားထားတဲ့အသင်းတွေထဲမှာဂျီနိုဝါတို့ခရီမိုနီစ်တို့ပါမာတို့ဂက်ဂလီယာရီတို့ဒီလိုမျိုးသူအနိုင်ရတဲ့အသင်းတွေလည်းပါတယ်ဗျ။ ဲ့တော့အသင်းကြီးရုတ်ထွက်နေတဲ့အသင်းအသင်းကြီးတစ်သင်းဖြစ်ဖို့ကြိုးစားနေတဲ့အသင်းဘာကြောင့်တရပွဲတွေကြာနေရတာလဲဆိုတော့သူတို့ကိုယ်တိုင်ပွဲတွေကိုအနိုင်ရဖို့ရုန်းကန်နေရတာဖြစ်နိုင်တယ်လို့ဒိုင်မကြိုက်လို့လည်းဖြစ်နိုင်တယ်ဗျပွဲတိုင်းဒီဘက်ကိုခံသစ်ကြီးအာယုံဆိုင်ပြီးကစားနေရတာကကိုမိုသင်းရဲ့မနှစ်ကနဲ့မတူတဲ့ကွဲပြားခြားနားမှုပဲဖြစ်ပါတယ်ဒီနှစ်သင်းကြားမှာဈေးကွက်ကွာဟမှုကိုကြည့်တော့ကိုမိုသင်းဒီပြားတရာနဲ့ပြား150ကြားတော်ရီနိုထက်ပိုမြင့်နေတယ် ဆလိုရာကကိုမိုဒီတိုရီနိုသင်းကိုသူတို့အိမ်ကွင်းမှာကစားမယ်ဆိုရင်1ပေါင်50ဝင်ရောကနေအပေါ်10အောက်10 1ပေါင်50 1ပေါင်60စသည်အားဖြင့်သူပေးရမှာဖြစ်ပြီးတော့အဝေးကွင်းမှာဆိုအနည်းဆုံးတရေနှုတ်90ကနေစပြီးတော့ပေးတယ်ပါတယ်ဒီဘက်ကပေးထားတဲ့စတဲ့ခြေမှာကိုမိုကဘော်ရီခြေတရေနှုတ်80ပေးတယ်ကိုပေါင်းခြေကနှစ်အနှုတ်30ပေးတယ်အခုနေ့လည်းမြန်မာစံတော်ချိန်နှစ်နာရီမှာတော့ကိုမိုသင်းဒီတရေအနှုတ်55ဖြစ်လာတယ်ကိုပေါင်းခြေကနှစ်အနှုတ်30ဖြစ်လာပါ ော်ရီနိုအသင်းဒီလက်ရှိမှာအိမ်ခွင်းရောအဝေးခွင်းမှာရလတ်တွေကောင်းနေတဲ့အသင်းအဲ့ဒီအသင်းကိုကိုမိုကသူပေးတင်ပေးထိုက်တဲ့ဂျေဒန်တစ်ခုကိုကွတ်တိပေးလာတယ်ဗျာရရတင်းတင်းပေးလာတယ်ဆိုတော့မြန်မာစံတော်ချိန်ည7:00နာရီ9:00နာရီလောက်အထိကိုမိုရဲ့ body check တိတရေနှုတ်50 55 60 80စသဖြင့်အဖြစ်ရှိနေမယ်ဆိုရင်ဒီပွဲဟာကိုမိုအသင်း body ကိုပဲကစားတဲ့နဲ့ပွဲပါအဲ့လိုမှမဟုတ်ဘဲနဲ့တရေအနှုတ်90အောက်တရေနှုတ်25 30လောက်ဖြစ်သွားပြီဆိုရင်တော့ဒီပွဲဒီတရေကြဖို့ရကိုင်တော့များသွားပြီလို့ယူဆတယ် အဲ့လိုကြေးဖြစ်လာရင်တော့ Torino body ကိုကစားတဲ့ဒီဗီဒီယိုကိုကျွန်တော်အခုနေ့လယ်နှစ်နာရီခွဲမှာလုပ်နေတာဖြစ်တဲ့အတွက်ဒီချိန်မှာဖြစ်နေတဲ့ကိုမိုသင်းရဲ့ကြေးတကြေအနုပ်90မှာတော့ကိုမိုသင်း body ကိုပဲကျွန်တော်ရွေးချယ်ပါတယ်ဗျာနောက်ထပ်တစ်ပွဲကဆဆူအိုလိုနဲ့ပီဆာကလားမဲ့ပွဲဒီပွဲကနောက်ကျပွဲမတက်ကရသည် CDB မှာတွေ့တော့ကဆဆူအိုလိုက1-0နဲ့နိုင်ပြီးတော့ body ကြေးတကြေအနုပ်80ပေးတယ်ကိုပေါင်းကြေးက1အနုပ်30ပေးပါတယ် ။တရားစီတန်းတက်လာတဲ့သုံးသင်းထဲမှာဆက်ဆူအိုလိုကအချိန်လေးကောင်းဆုံးသင်းမဲ့ဗျ။ပြီးတော့သူတင်ကိုသင်ကစားနိုင်တဲ့အသင်းတွေဆိုအိမ်ကွင်းအဝေးကွင်းရွေးမနေဘူးဆက်ဆူအိုလိုဒီအနိုင်ရအောင်ကစားနိုင်တယ်။ဗီရိုနာတို့လက်ချီတို့ဂက်ကလီယာတွေဥဒီနီစ်ဒီအသင်းတွေကိုအစီးကစားတားနိုင်တာကိုကြည်ကြင်အဖြစ်ဆက်ဆူအိုလိုကစားအကောင်းတယ်။သူအိမ်ကွင်းရလက်တွေကိုကြည်ရင်ဆိုးတယ်လို့ထင်စရာရှိပေမဲ့အဲ့ဒီထဲမှာနာပိုလီပါတယ်လာဇီယိုပါတယ်ရိုမာပါတယ်ဒီလိုအသင်းတွေနဲ့သူကစားထားရတာကြောင့်လည်းပါတယ် ဒီအသင်းရဲ့အားနည်းချက်ကိုထောက်ရရင်တော့ပထမပိုင်းမှာဂိုးအရနေတယ်ဒုတိယပိုင်းမှာသူဂိုးတွေရတတ်တယ်ပေးဂိုးလည်းပထမပိုင်းမှာတကိုးဒုတိယပိုင်းမှာတကိုးတကိုးနဲ့တော့သူပေးလိမ့်စီပီဇာကြတော့အဝေးဝဲမှာ၅ဘွဲကစားပြီးတော့၄ဘွဲအထိကြည့်အောင်ထားတဲ့အသင်းအဝေးဝဲနိုင်ဘွဲလုံးဝမရှိပေမဲ့၄ဘွဲအထိသူကြည့်အောင်ထားတယ်ကာရန်ဖောင်ရတော့နောက်ဆုံး၅ဘွဲဆက်သူကျုံးဘွဲမရှိဘူးအိမ်ကွင်းထက်အဝေးဘွဲမှာပို့ပြီးတော့စွမ်းဆောင်ရေးကောင်းတဲ့ရှီပိုတွေ့တယ်ဂိုးလည်းပို့ရတယ် သူဝေးဝဲမှာကစားထားတဲ့အသင်းတွေကိုကြည့်ပြလက်ဒူတသင်းမှမပေါ့အတ္လန်တာနာပိုလီဘောလော့ဂျာ AC တော်ရီနိုဒီလိုအသင်းတွေကိုဂိုးတွေရအောင်လိုက်သွင်းထားတာဗျဆိုတော့ဒီပွဲဒီပီဇာအတွက်သူနဲ့ဒန်တူရီတူအသင်းကိုအဝေးဝဲမှာပထမဆုံးကစားရမယ့်ပွဲပဲဒီနှစ်သင်းကြားဈေးကွက်ကွာမှုကိုကြည့်တော့အိမ်ကွင်းအဝေးကွင်းပြား90လောက်စီကွာပါတယ်ဗျသူကွင်းကိုကွင်းဒဲဝင်ယူကနေပြား90ကြားပေးမယ်အနိုင်ရဖို့လိုအပ်တဲ့အသင်းတွေတရင်နှုတ်90ရက်အထက်ကိုပေးရပါမယ် ဒီဘက်နဲ့ပေးထားတဲ့စတဲ့ကြီးမှာဆက်ဆိုလိုကနေတရေအနှုတ်60ဘော်ဒီကြီးပေးတဲ့ကိုပေါင်းကြီးကနှစ်အနှုတ်25ပေးတယ်။အခုနှစ်လည်းနှစ်နိုင်ခွဲမှာတော့ဆက်ဆိုလိုရဲ့ဘော်ဒီကြီးတည်တရေအနှုတ်80ဖြစ်လာတဲ့ကိုပေါင်းကြီးကတော့နှစ်အနှုတ်90လောက်ရောက်လာတယ်။ဆိုတော့ဈေးကွက်မှာတရေအနှုတ်90ပဲကွာတဲ့အသင်းကိုတရေအနှုတ်80 80လောက်ကနေပြီးစပေးလာတဲ့ဆက်ဆိုလိုအသင်းရဲ့ဘော်ဒီကိုကြိုက်ပါတယ်ဗျ။နှစ်နိုင်ခွဲမှာလုပ်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်နှစ်နိုင်ခွဲမှာဖွင့်ထားတဲ့ကြီးနဲ့ပဲကျွန်တော်ရွေးချယ်ပါ အကပြည့်ညနေကြီးပြောင်းမှာဆဆူလိုရဲ့ဗိုလ်ရီကျေးတီတရေနှုတ်90ရဲ့အောက်ကိုရောက်လာခဲ့မယ်ဆိုရင်တော့ဒီပွဲတီဧည့်သည်ဗီဇာတန်းဗော်ဒီကိုရွေးတက်ပါတယ်အဲ့လိုဖြစ်သွားရင်တော့တရေကြဖို့ရခိုင်နှုံးများသွားပါပြီဗျာစုံတီလိုက်နားထောင်မိကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ